23 Olivia the head villain Hollywood ၏ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်ဖြစ်လာနိုင်တဲ့အနေအထားအလုံးအတွက်ကြိုတင်ပြင်ဆင်ပြီးဖြစ်ရမယ်အသင့်ပြင်ဆင်ထားသူဟာတိုက်ပွဲတစ်ဝက်တိုက်ပြီးသူပဲကြိုတင်ကာကွယ်ခြင်းသာရှေ့စပီးယား၏နှွေလည်ညအိမ်မက် အတော်ပြဇက်တွင်ကျမပါဝင်ခွင့်ရပြီးဇကဖြစ်ပါသည်ဇက်ကຫນွေရသည်အပျော်ရန်ဇက်ကျမတယုတ်ဆောင်ရသည်ကနတ်လူရှုပ်ကလေးပတ်နေရာမှာဖြစ်သည်ဒီတုန်းကကျမအသက်18နှစ်အထက်တန်းကျောင်းမှထွက်လာကဇဇက်တွင်လောကကို အထူးနှစ်သက်ဝင်စားနေသည့်အချိန်နမေကျော်ဒါရိုက်တာကြီးမက်စ်ရိုင်ဟတ်ကဒီပြဇက်ကိုပင် ဟောလိဝုဒ်ဘိုးလီဟာပြင်ဇက်ယုံကြီးမှ အောက်တိုးပွဲအဖြစ် တမျိုးတစ်ပါးသာတင်ဆက်မည်ဆိုသည့်အခါဒီမှာပါဝင်ခွင့်ရလူရညာကန်ဆန်းသည့်သဘောဖြင့်တွား၍စူးစားကြည့်ရန် ကျမဆုံးဖြတ်ခဲ့သည် သို့တော်တွားသာတွားရသည်ကိုက အသက်မွေးဝမ်းကြောင်းအဆင့်အတွေ့အကြုံမျိုးရှိသူမဟုတ်သည့်ဖြင့်တိတ်မြင့်မြင့်မာမာကြီးတော့မမျော်လင့်ဝန့်ခဲ့သို့တော်ကံအားလျော်စွာအံအားတင့်စရာကျမကြုံရသည် ဇိုက်ယုံနှင့်လိုက်ဖက်မြစ်တရုတ်ဆောင်တွေရွေးချယ်နေရာချထားသည့်ဒါရိုက်တာက ကျမကိုပြက်ဆက်ထဲတွင်အဓိကအမျိုးသမီးဇိုက်ယုံတစ်ခုဖြစ်သည့်ဟာမီယာအတွက်ဇာစကားတွေပြောခိုင်းကြည့်ခဲ့သည်ဒီနောက်မှာတော့ကျမကိုခေါင်းဆောင်မင်းသမီးနေရာ၌ဒုတိယအရန်အဖြစ် ရွေးချယ်ခန့်အပ်သည်အရန်လူဤနောက်ကအရန်လူတရုတ်ဆောင်ဝင်ရဖို့မျှော်လင့်ချက်မရှိဟု ကျမတွေးမိသည်သို့သော် အေးအလံဝေးလွန်းတာမှန်ပေမဲ့ဖြစ်ချင်းဖြစ်လာနိုင်သည့်သဘောလေးတော့ရှိသည်။ဘာပဲဖြစ်ဖြစ်အကယ်၍လိုအပ်လာခဲ့သည်ရှိသောကိုယ့်ဘက်ကအစင်နဲ့ဖြစ်နေအောင်လှုပ်ထားရမည်ဟုတော့ကျမဆုံးဖြတ်ခဲ့သည်။ဇက်တိုက်သည့်ပထမနေ့မှစတင်ကဟာမီယာနှင့်ပတ်သက်၍ဇက်ဆရာကြီးရိုင်ဟတ်ညွန်ကြားပြောဆိုနေသည်များကိုကျမအလေးအနက်မှတ်သားခဲ့သည်။ ဟာမီယာပြောရမည့်စကားတွေကိုစည်းဝါးကြနာစွာပြောဆိုတတ်အောင်ဆရာကြီးကိုယ်တိုင်တင်ပြသည်သူလိုခြင်းသည့်တက်တန်ကြတန်လေးတန်ဟံပန်တွေကိုကိုယ်တိုင်ရွတ်ဆိုပြသည်သူတင်ပြသမျှကိုဇန်ညွန်စာရွက်ထဲတွင်ကျမအတူကောက်တင်ဂေတလေးတွေနှင့်လိုက်၍တိမှတ်သည်ပြီးလျင်ကျမအခန်းအိုကလေးထဲမှနိုင်ပေါင်းများစွာပင်ပန်းခံကား ဒီဇာစကားတွေကိုအကျဉ်းကျဉ်းအထက်ထက်လေ့ကျင့်ပြောဆိုသည် သို့တော်ကျင့်သာကျင့်ထားရသည် စိတ်ဓာတ်ကခတ်ကြကြကျွန်မတယုတ်ဆောင်ဝင်ရဖို့ကမျောလင်းရဲ့မရှိသလောက်အနေအထားမျိုးဖြစ်သည်သို့တော်ယုတ်ရရဲ့ကံအားလျော်စွာ ပထမအရန်ကရုပ်ရှင်တစ်ခုတယုတ်ဆောင်ရန်ရှိသဖြင့်ထွက်သွားသည်ပြီးဖွင့်မွေးညမတိုင်မီ9ရက်အလိုတွင်ဟာမီယာလောက်ရမည်ခေါင်းဆောင်မင်းသမီးကိုယ်တိုင်မှလည်း စောစောကဒီဘက်မှာဇက်တိုက်ရင်အာဒီအချိန်ကြားပေါက်သွားရိုက်ပေးနေရသည့်ဇကားကအမြန်ပြီးအောင်အချိန်ဘူရိုက်ပေးရမည်အနေအထားဖြစ်လာသည်ဒီဇက်ရုံမှာကျမပဲတိုးဆောင်ရတော့မည်စောစောပိုင်းကကျမအာဂျိုမန်တက်လေးကျင့်ပြင်ဆင်ထားတာတွေအကျိုးပေးလိမ့်မည်ဟောလိဝုဒ်ဘိုးတွင်ဟာမီယာဖြစ်တရုတ်ဆောင်ရသည့်အဖွင့်ပွဲဒီပင် ကျမအတွက် လုပ်ငန်းဘဝအသစ်တစ်ခုအောင်မြင်စွာအစပြုပေးခဲ့သည်ဝါနာဘရာသာရုပ်ရှင်က၎င်းပြဇက်ကိုရုပ်ရှင်အဖြစ်ပြောင်းလဲရိုက်ကူးရာ၌ပါဝင်ပြုတ်ဆောင်ရန်ကျမအားငားရမ်းခဲ့သည်ဒီဇက်ကမှစတင်က ကျမရုပ်ရှင်လောကတွင်ကျယ်တပွင်ဖြစ်လာခဲ့ပါသည်ကျွတင်ပြင်ဆင်ခဲ့ခြင်းဤကျေးဇူးပေသည်သို့တော်ထိုစဉ်ကမျောလင်းညက်နယ်လာသည့်ဒုတိယအယံလူဘဝတွင်စူးစမ်းပန်းစားလေ့ကျင့် ပြင်ဆင်ခဲ့ခြင်းသည်အမှန်မတင်လောက်ခဲ့မိခြင်းမျိုးမဟုတ် ကျမကောင်းထဲတွင်ဆွဲမြဲနေခဲ့သည့်စကားတခွန်းကြောင့်သာဖြစ်ကျမမိတ်ဆွေကြီးဟိုဆေးဤအကြံပေးစကားဟိုဆေးကကျမတို့ဇာတိမျိုးကလေးရှိသောကောင်းလှသော စပိန်လူမျိုးအဖိုးအိုတယောက်ဖြစ်သူအလောက်ကဥယျာဉ်မှု အပင်လေးတွေကို သူချစ်သည်ပြီးသူကတစ်ဖက်သားကိုအလွန် နားလေတိရတ်သူဖြစ်သည်သူအလုံးလုံးသည့်နေရာနာဖြတ်သွားသည့်အခါတိုင်းကျမခဏတဖြုတ်ရက်ခါလူငယ်ဘဝကျမတွေ့ကြုံရသည့်ပြဿနာပေါင်း16000အတွက်သူဓမ္မအကြံဉာဏ်တောင်းခံလေးရှိသည်ကျမပြဿနာကကိုဖာသာဖန်ဒီမိခဲ့သည့်ပြဿနာမျိုးဖြစ်ကသူဓမ္မတာယာညင်းပြောင်းလေသံနှင့်စပိန်စကားတခွန်းကျမကြားရမည်ဖြစ်သည်အသင့်ပြင်ထားသူဟာ တိုက်ပွဲတဝက်ကိုတိုက်ထားပြီးသူပဲဟူသောစကားဒွန်ကွီဇတ်ဝတ်ထုကြီးတဲ့ကကောက်နှုတ်ကိုကားသည့်စကားဖြစ်သည်စပိန်လိုပြောတော့သူ့စကားကအတန်နှိမ့်မြင့်လေးနှင့်တချင်းဆိုနေသလိုစင်စစ်ကျမဘဝမှာပထမဆုံးအချိန်ကြီးကြီးမားမားစိတ်ပြည့်စရာကြုံရပြီးသည့်အခါမှသာသူ့စကား၏အ내အတိတ်ဘယ်ကိုကျမတကယ်ပြည့်ပြည့်ဝဝသိရှိနားလည်ခဲ့ခြင်းဖြစ်ပါသည် ကျမတို့ကျောင်းစင်းပွဲမတိုင်မီတလားကန်းကဖြစ်သည်အတန်းထဲမှာကျမကနံပါတ်1အဆင့်ရှိသူဖြစ်ရာစုချင်းမြင့်ပွဲအခမ်းအနား၌ကျမစကားပြောခွင့်ရလိမ့်မည်ဟုတရားမဝင်ကြိုတင်သိရှိရပါသည်ဒီဟာသိရတော့ကျမအယံပျော်သွားသည်ကိုကိုကိုလည်းအယံအထင်ကြီးသွားသည်သောသောကြောင်းစင်ပွဲမတိုင်မီ၅ရက်အလို၌အံဩထိတ်လန့်စရာတည်င်းတစ်ခုကျမရုတ်တရက်ကြားလိုက်ရပါသည် အတန်းတွင်ဆံမွေးပွဲတစ်ခုတွင်ကျမအမှတ်နေခဲ့ခြင်းကြောင့်ငကိုအတန်းထဲတွင်နံပါတ်3အဆင့်ရှိသောကောင်လေးကကျမထက်သာသွားသဖြင့်စုပေးပွဲမှာသူပဲစကားပြောရတော့မည်ဟုသော သတင်းပေသည်ကျမအကြီးအကျယ်စိတ်ပြည့်ဝမ်းနည်းသွားပြီးကျမအားကိုးရာဟိုစေးစီတို့အပြေးအလွှားသွားခဲ့သည်ကျမပြောခဲ့သမျှတွေသူနားထောင်သည် ထို့နောက်ခေါင်းကိုညင်းသာစွာရန်ခါရင် စကားဆိုသည်မင်းကသေးသေးချာချာမပြင်းစင်ခဲ့ပဲကိုဒီလောက်စူးစမ်းဖို့လုံမဲမှန်းမှမသိတာကျမစင်ကြေးပေးသည်သေးကြပေါ့မပြောနိုင်ပေမဲ့ဒါမျိုးဆိုတာဖြစ်ချင်းဖြစ်သွားနိုင်တာမဟုတ်လားဒီတော့အမတ်မတင် ဖြစ်သွားတဲ့ကိစ္စမှန်သမျှအတွက်တို့ရင်ဆိုင်နိုင်အောင်အသင့်ပြင်ထားရမှာပေါ့ဘဝကတကယ်ဆန်းသက်လာပြီဆိုတဲ့အထိစောင့်နေလို့ဘယ်ဖြစ်ပါမလဲကိုက ကြိုပြင်ထားရမယ်အော်လီဗာအမဲအသင့်ပြင်ထားဟိုစေဤအကြံပေးစကားအတိုင်းအစင်လိုက်နာနိုင်ဖို့ကတော့မလွယ်ကူပါအခက်ဆုံးကတော့ရောဘင်ဟုဇက်ကားတွင်မေ့မာရီယန်အဖြစ်တရုတ်ဆောင်ရစဉ်ကဖြစ်ဇက်ကားတွင်ကျမမြင်းတစည်းကိုတင်ပလွဲစီးရမည်အခန်းတခန်းပါဝင်ရာရင်းထွက်ကုမ္ပဏီကကျမကိုမြင်းစည်းတင်ရန်ဆရာတူးငှားရန်သည် ဆရာကအလွန်တိကျသောပုံကိုဖြစ်ရာကျမကိုခြေကုံလက်ပန်းကြသည်အထိအကြိမ်ငိမ်အထက်ထက်လေ့ကျင့်ခိုင်းသည် သူနှင့်တကြိမ်မြင်စည်းတင်တိုင်းသူ၏အတင်းကြခိုင်းစေမှုများအတွက်ကျမတကြိမ်ဒေါသဘုံထမိရသည်သို့တော်ကံအားလျော်စွာကျမဒေါသတွေပေါက်ကွဲမထွက်အောင်ထိန်းနိုင်ခဲ့ရာတကယ်တမ်းရိုက်ကွင်းနေဝင်တော့မည်ဆိုသည့်အချိန်၌ကျမတကယ်လေ့ကျင့်ပြင်ဆင်ပြီးဖြစ်နေခဲ့သည် ဝိယုံဖာဘာကြီးဝိခါမြင်းစီပြီးကင်မရာများရှိကျမထွက်လာသည်အဲ့ဒီအချိန်မြင်းက ရုတ်တရက်လန့်ပြီးထွက်ပြေးသည်တစ်ပင်တွေကြားမှာတလက်ချမ်းဗယံမလာထွက်ပြေးခြင်းဖြစ်ပြီးအနှံ့အပြားမှလည်းအေယာမတင်းငုတ်တွေကိုအမြစ်ပါမကြံအောင်ဖော်ထား၍ဖြစ်နေသည်ဂျိုင်းချင်းကြီးတွေရေအပြစ်နှင့်ရှိနေသည်တွင်ကြိုင်များကိုတီတီလေးစီးကပ်ပြီးကြော်ဖြတ်ပြေးလျက်ရှိရာ ဒီကောင်ကိုဇက်မသက်နိုင်ရင်တော့တချီမဟုတ်တချီသူရောဂျမပါတွင်းတဲ့ဇောက်ထိုးကြမှာဂျမမြင်လာသည်ဇက်ကျိုးကိုဆွဲရလုံးသဖြင့်ဂျမလက်မောင်းတွေသာနာလာသည် မြင်းကတော့ဘာမှတိပုံမင်မရသို့သောဒီခိုက်မှာပင်စီကန်းတင်းလွန်းသည်မြင်းစီနီးပြဆရာဤတင်ကြားချက်တစ်ခုကဂျမအတွက်အထောက်အကူပြုလာသည်ဒီလိုအရေးပေါ်အနေထားမျိုးတွင်ဘလို့ဆောင်ရွက်ရမည်ဆိုသည့်အကြောင်း ကျမကောင်းနေဆွဲအောင်သူအကြိမ်ကြိမ်တင်ထားပြောထားခဲ့ဘူးသည်ဇက်သွားကိုလွှဆွဲသည်လို့ဆွဲသည်နီဇက်ကြိုးကိုဘဲတလက်ညာတလက်စီအပြန်အလှန်ဆွဲသည့်အခါ မြင်းပါဇက်တဲရှိဇက်သွားကပဇောင်းကို တိုက်စားသည်လို့ဖြစ်ခါမြင်းနာလာသည်ဒီတော့မှမြင်းအချိန်တက်လာကကျမထိန်၍ရလာပြီးနောက်ဆုံး၌ရက်သွားသည် အတိတ်တလန့်ဖြစ်လိုက်ရသည့်အချိန်နှင့်ခြေမသေးနိုင်လက်မသေးနိုင် ဖြစ်ခါငြိမ်၍ထိုင်နေရင်ကျမစဉ်းစားနေမိသည်မြင်းစည်းတင်နှုံးကသီးမခံနိုင်ဖြစ်ခါခူးလောက်တက်သည့်အထိမတင်ခဲ့မိပါကမြည်မြအဖြစ်ဆိုးသွားပါမည်နီဒီနောက်ပိုင်းတွင်ကျမအနုပညာအလုပ်ဖြင့်ကဘာအနှံ့အပြားဝေးလံခေါင်ဖြားသည့်ဒေသတချို့ပါရောက်ခဲ့ရသည်ဖြစ်နိုင်သည့် အရာတိုင်းအတွက်အသင့်ပြင်ဆင်ထားပါဆိုသည့်ဟိုစေဤ တတိပေးစကားအတိုင်းတဲခိုရာဟိုတယ်တစ်ခုရောက်လျင် ကိုခန်းနှင့်အနီးဆုံးမိအေးပေါ်ထွက်ပေါက်ဘယ်နားရှိသလဲကြည့်မိတတ်သည်ပြီးဂျမမအေးပေါ်ဆေးတက်တာလဲအမြဲပါသည်တချို့ကတော့မလိုအပ်ဘဲကရီးကထခံပြီးတည်နေသည်ဟုမြင်ကြသည်သို့သောဒီတက်တာကဂျမအတွက်တစ်ချိန်မကအတုံးကြခဲ့ဘူးသည်ဒီလိုတတိထားမှုကြိုတင်ပြင်ဆင်မှုလေးတွေကတာမန်ကြည့်ရင်တော့ အသေးအဖွဲဖြစ်သည်သို့တော်ဒီဟာတွေလှုပ်ထားသည်ဖြင့်စိုးရင်ကြောင်ကြငိမ့်ကစိတ်ချလက်ချနေနိုင်ခွင့်ရသည်ပြီးတခါတလေကြတော့ဓာတွေကတေရေးရှင်ရေးကိုပင် အဆုံးဖြတ်ပေးသွားတတ်သည် ပါရီကဂျမားတို့အိမ်မှာအဲ့ဒီအနေထားမျိုးတစ်ကြိမ်ညာကြီးမင်းကြီးကြုံရဘူးသည်အချိန်ကမနဲ့နှစ်နာရီခရီးတစ်ခုမှဂျမားတို့ဒီကြပဲပြန်ရောက်ကြခြင်းဖြစ်သည်အိမ်ကန်းတကားကို အသေးအတန်ခောက်နေသည်ဖြင့်ဂျမားရောခင်မွန်းတယ် ပြဲပါနိုးလာကြသည် တကားဖွင့်ကြည့်တော့တားလေးဘင်ဂျမင်ကို ကြည်ရသည် ခလေးတိုင်းမိမသူက၆၆ခြားခြားတုံတုံရည်ရင်နဲ့စကားကဘလုံးမထွေတားလေးဘင်ဂျမင် အသက်မရှူနိုင်ဖြစ်နေသည်မွန်ပြီးတေတော့မလို့ဖြစ်နေပြီတဲ့တားခန်းစီတို့ဂျမတို့တရောတော်ပါပြေးသွားကြသည်တားလေးကလေပင်ညှစ်ခံထားရသူလို့ အသက်ရှူမဝဖြစ်ခါအမောဆိုင်နေသည် မချိမဆန့်ခံနေရသည့်သူ့မျက်နှာကကြောက်เสียပြာနှမ်းနှမ်းဖြစ်လာသည်ပီယဲကချက်ချင်းတယ်လီဖုန်းစီပြေးကဆရာဝန်ကိုလှမ်းခေါ်သည်ကျမနှင့်ကလေးရင်းကခြေမကင်မိလက်မကင်မိနှင့်ဒီအတိုင်းရက်ကြည့်နေသည်ခဏကြာတော့မှကျမခေါင်းထဲနည်းနည်းရှင်းသွားပြီးညကမရှင်းရသေးသည့်ခရီးဆောင်တစ်တာကို ပြေးဖွင့်မိသည် ဒီထဲမှာငါထည့်ထားတာဟုတတိယလိုက်သည့်ပစ္စည်းတစ်ခုကိုကတော်ကမျောရှာခြင်းဖြစ်သည်ကလေးငယ်ပြုစုရေးနှင့်ပတ်သက်သည့်စာအုပ်ယခုသားကငါးနှစ်ရှိပြီဆိုတော့စာအုပ်လည်းအတော်နွမ်းနေခဲ့ပြီတငယ်နာချောင်းနဲ့ဟုခေါ်သည့်ယောဂါတမျိုးတဲ့စာအုပ်ကဆိုသည် လေးပြွန်ယောငယ်တွေရောင်ရမ်းသဖြင့်အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းရေနွေးကြားကထွက်သည့်ရေငွေ့များများရှူရလျင်တက်တာမြည်တဲ့ ကလေးရင်းကမိဖို့ကြောင့်နဲ့ပြေးသည်ပီရဲကဆရာဝန်တခြားလူနာတယောက်အိမ်သွားနေကြောင်းစိုးရိမ်ပူပန်စွာပြောလာသည်ဘာမှမတတ်နိုင် ကိုဘာသာပဲလောက်ရတော့မည်စာအုပ်ထဲကညွန်ကြားချက်အတိုင်းတားလေးဘေးပတ်လဲမှာရေနွေးငွေတွေဝင်းရံပေးရင် ကျမတို့ဆူတောင်းမြတ်တာပို့နေကြသည်တဖြည်းဖြည်းတက်တာလာသည်စောစောကလိုခက်ခက်ခဲခဲ တစ်ချက်ချင်းရှိုက်၍ရှူမနေရတော့ဆရာဝန်ရောက်သည့်အချိန်မှာတော့အသက်ရှူသံကပုံမှန်နီးပါးလောက်ပင် ပြန်ဖြစ်နေလိမ့်မည်ဆရာဝန်ပြန်သွားပြီးသည့်နောက်ပိုင်းတားလေးဂရင်နာရက်ခါဟိုဆေးအားကျေးဇူးတင်စွာ အမတ်ရနေမိသည်သူစကားတွေကဂျမကို ကူညီခဲ့သည့်အချိန်မှမနေတော့တားလေးဘင်ဂျမင်မှာလိုက်ရမည်ခရီးများထွက်ခံနေတိုင်းထုတ်ပိုးပြင်ဆင်သည့်အခါ၌ မမျော်လင့်မဲ့ဖြစ်နိုင်တာတွေအတွက်အသင့်ရှိပါစေဟူသောဟိုစေပြောသည့်စကားမျိုးကိုဆိုကားလွယ်အိတ်သည်ဒီစာအုပ်တအုပ်ပါအမြဲထိုးထက်မိတတ်သည်ဖြင့်ယခုလို အရေးပေါ်ချိန်၌အစဉ်နှင့်ရှိနေခြင်းဖြစ်သည်ခီးဆောင်တစ်တာထဲမှာအာမဂံပစ္စည်းတစ်ခုတပွဲ အမြဲထဲ့တည်ယူခဲ့ရသည့်ဒီစာအုပ်ကယနေ့ညဖို့တော့သူ့ကိုတည်ရသည့်ကယိကထထက် အစပေါင်းတန်းချီကပြန်လဲပေးဆက်ခြင်းပြုခဲ့ကြပြီ။